မောဘဝမှာအရေးကြီးဆုံးလို့မှတ်ရမယ်နော်။ဒါကြောင့်တရားကြီးတို့တက္ကမကြီးတို့ကပြစ္ဆုတ်ပံမြတ်မောဘဝလေးမှာပဲအခုလို့ကိုပါတီလာမဆောင်နိုင်ရင်တော့အခုလို့၅ပါးတီလာလေးကိုခါဝတ်ပစုတ်ကဲ့သို့မြဲဟဲအောင်ကျင့်ရမယ်ဟုတ်လား။ဒါကြောင့်တီလာဖြစ်ခြင်းတဲ့နေရာမှာကိုချင်းစာတရားတွေအချင်းနာတရားတွေမေတ္တာတရားတွေအများကြီးလိုတယ်။တချို့ကတီလာတော့ရှိတယ်မာနကြီးတယ်။ဟုတ်ပြီနော်။တချို့ကတီလာရှိတယ်အတ္တကြီးတယ်။အဲ့ဒါတကယ်တီလာမပြုစင်ဘူး။ဟုတ်ပြီနော်။တီလာရှိတဲ့ပုဂ္ဂိုလ်ပေါ်ပုဂ္ဂိုလ်ဆိုတော့အားလုံးပေါ်မှာမေတ္တာထားနိုင်တယ်။ဟုတ်ပြီနော်။အချင်းနာတရားတွေရှိ ်ကိုချင်းစာတရားတွေရှိတယ်မာနမကြည့်ရတိနာဆိုတာအဲ့လိုမျိုးခြံရဟုတ်ပြီလားပြီးရင်တချို့ကတိနာတော့စောက်တည်ကြတယ်ဒါပေမဲ့အကျိုးမဲ့တဲ့စကားတွေပြောတယ်နော်တခိုင်းတို့မကြီးတွေအကျိုးမဲ့တဲ့စကားဆိုတာတိနာမူသားဝါဒမှာတံဖပလာပဝါစာဆိုပြီးဝစီတုဆိုင်လေးပါမှာမူသားဝါဒပိတုနာဝါစာတံဖပလာပဝါစာဖရုဒဝါစာမပါဘူးလားပါလားအိတံဖပလာပဆိုတာအကျိုးမဲ့တဲ့ဇာတ်ကြီးပြောချင်ဟာလေတိလာညံ့နှံ့တယ်တခိုင်တို့မိုက်တို့ဟုတ်လားဒါကြောင့်မိမိတို့တွေဟာ ကိုဘဝကြီးပွားတိုးတက်မဲ့အကြောင်းမဟုတ်ဘဲနဲ့ဘဝဆုတ်ယုတ်ကြောင်စကားတွေမပြောရဘူးတဲ့သဘောပေါက်လားဥပမာချဲတွက်တယ်ဗျာဘဝအတွက်ကြီးပွားတိုးတက်ပါမလားဒီလိုဆိုဒီချဲစကားပြောတာကောင်းပါမလားဒါဘဝဆုတ်ယုတ်ကြောင်တရားကြီးတို့မိုင်းဟုတ်လားငါတို့ကတင်းငါပြည့်ချင်းနဲ့ချဲတော့ထိုးတယ်မဟုတ်သေးဘူးလေချဲထိုးတာဗုဒ္ဓကချမ်းသာမယ်လို့မဟုတ်တာဘူးကြားလားဒါကြောင့်ဥစဉ်တို့ပြင်ပြင်းနေသူပြင်ရသားတွေအများအပြားဆင်းရဲသွားတာချဲထိုးလို့ဥစဉ်ကကောင်းကောင်းသိတယ်။နားလည်လားတခါကြီးမှိုင်းလို့ရေ ်ခေါလုံးကျုံးသူကျုံးသားတွေဟုတ်လားတင်္ဂါကြီးတို့မိုက်တို့เนาะဘဝမှာအောင်မြင်ခြင်းချဲထိုးရမလားမထိုးရဘူးလားချဲမထိုးနေဒါကာယကံမစင်ကြဲတဲ့သဘောရောက်တယ်ဟုတ်လားတိလားဆိုတာကာယကံဝစီကံတွေကိုထိမ့်သိမ်းဆောက်ရှောက်တာကိုတိလားလို့ဗုဒ္ဓကဟောတယ်ဟုတ်ပြီနော်ကာယကံစင်ကြဲဖို့ဆိုရင်ကောင်းတဲ့ကာယကံအမှုတွေလုပ်အောင်ကိုမကိုစိုက်ပျိုးရေးတွေလုပ်တယ်ဖျားချီကျူးတယ်ဟုတ်ပြီလားစီးဝါးရေးတွေဟာလားကိုမကိုစည်းရောင်းတယ်ကုံတယ်တွေလုပ်တယ်ဝန်ထမ်းတွေလုပ်တယ်ဟုတ်တယ်မလားဒါဗုဒ္ဓချီးကျူးတယ်လူဆိုတာအလုပ်လုပ်ရမယ်စူးစမ်းရမယ် ဟုတ်ပြီလားဒါပေမဲ့တင်နာကိုချိုးဖြတ်ပြီးတော့ချမ်းသာအောင်လို့တော့ဘုရားရှင်ကလုပ်တာကိုမကြိုက်ဘူးဟုတ်ပြီလားတဘဝချမ်းသာမဲ့အလုပ်ကိုဗုဒ္ဓကမကြိုက်ဘူးနော်ဒါကြောင့်မို့စီးပွားရေးလုပ်တဲ့နေရာမှာအကျင့်တရားတွေမေတ္တာတရားတွေကိုချင်းစာတရားတွေထားပြီးတော့ဘာလုပ်ရမလဲလုပ်ကြရမှာဖြစ်တယ်မိမိမိသားစုချမ်းသာပြီးတော့မိမိရက်ရွာကြီးလူတွေအားလုံးဝဲတေဝါကြီးကောင်းပါမလားကဲမိမိတို့ကချဲတိုင်းကင်နေဆိုကြပါစို့ချဲချဲတိုင်းကင်နေလူရှိရင်ဒုက္ခပဲဟုတ်လား ဆရာတော်တရားသဘောအရပြောတာနော်ဘုဒ္ဓမဟိုဘာဟိတရားသဘောအရဥစဉ်ပြောတာမိမိတို့ချဲတိုင်ကြိုင်တယ်ထိုင်ကြိုင်တဲ့လူကတော့ချမ်းသာမှာပဲတေချာပေါ့ပဲနားလဲလားထိုးတဲ့လူကရှုံးမှာပဲထိုးတဲ့လူကအဲ့ဒါနေရာမကြီးပဲတကယ်ချမ်းသာခြင်းချဲတိုင်ကြိုင်ဟုတ်တယ် तू ကတော့မြတ်တယ်ဒါပေမဲ့မိမိမိသားစုကိုစိတ်ကပြချမ်းပြေပြီးပျော်ရွှင်နေတယ်မိမိသားသမီးတွေကိုမြို့ပေါ်မှာထိကြောင်းနေထားနိုင်မယ်ကားကောင်းကောင်းနေဆိုင်ကယ်ကောင်းကောင်းနေဝယ်ပေးနိုင်ချဲထုံးလိုက်တဲ့မိမိရွာသူရွာသား တမြေတည်းနေတရေတဲ့တော့ကိုယ့်ရဲ့ပြည်သူပြည်သားရွာသူရွာသားတွေစည်ရဲမွဲတွေတွားပြီးဆိုရင်မိမိတို့ဘက်တကယ်ပျော်စင်စရာအစ်စ်ဖြစ်ပါမလားဒီလိုဆိုရင်ဒီချဲတိုင်တွေလောင်ကစားလောက်တာတွေကောင်းပါမလားမကောင်းဘူးလေဒါဗုဒ္ဓမကြိုက်ဘူးဟုတ်လားစဉ်းစားရလူဆိုတာအကျဉ်းနာမေတ္တာရှိရမယ်လေကိုယ့်ရဲ့ရွာသူရွာသားတွေအပေါ်မှာကိုယ့်ရဲ့မိဘအရင်းလို့တာသမီးရင်းလို့မေတ္တာထားရမယ်ဟုတ်တယ်မလားပြင်းဒကမရဲ့မူရစေဝါးတွေဖြတ်မယ်မြင်းစည်းတွေလည်းဖြတ်မယ်ဒီကောလုံးကျုံးမှာကျုံးသူကျုံးသားကကျုံးငယ်ရွာသူရွာသားတွေလူငယ်လေးတွေပြတ်မလားမပြတ်ဘူးလား မိမိကတော့ချမ်းသာသွားမှာပဲမြင်းစည်းဖြတ်ရင်ဟုတ်တယ်မလားဒီမူရစ်စည်းဝါးတွေဖြတ်မယ်ဟုတ်တယ်မလားအရက်တင်းစားတွေမူရစ်စည်းဝါးတွေဖြတ်ရင်မိမိတို့တော့ချမ်းသာသွားမယ်ဒါပေမဲ့မိမိတို့ရွာသူရွာသားတွေမိမိတို့အနာဂတ်မျိုးဆက်တွေအကုန်ပြတ်သွားမယ်ကုန်လုံးကျွန်းကြီးဘာဖြစ်သွားမလဲပျက်စီးသွားမယ်ဒကာကြီးတို့မလားဟုတ်လားဒါတွေကိုဦးစင်းတို့သာသနာပြုခေါင်းဆောင်ဦးစင်းတို့ဆရာတော်တန်ခါတော်တွေကတားမြင်ရပါကိုဒကာတော်မတွေဒီဒီလိုရွာတော်မမြင်းစည်းတွေလုံးဝအဝင်မခံရဘူးဟုတ်လားမူရစ်စည်းဝါးတွေတားမြင်ရမယ်ကျွန်းကြီးကိုကာကွယ်ထားရမှာဟုတ်တယ်မလား ီတိုင်းပဲလောင်ကစားတွေကိုလည်းအတက်နိုင်ဆုံးကာကွယ်ရမယ်တခါကြီးလို့ဘာဖြစ်လို့လောင်ကစားဆိုတာဗုဒ္ဓကဟောတယ်တဲ့နော်ဟိုမွဲတေဖို့ပဲဖြစ်လာတာဘဝမှာအကြီးမားတိုးတက်ခြင်းလောင်ကစားတွေမလိုရဘူးတဲ့မူရစေဝါတွေအရက်သေးစားတွေမတော့စားရဘူးတဲ့ဟုတ်ပြီလားပြီးရင်ပျော်အပျော်အပားမလိုက်စားရဘူးတဲ့ဘယ်နှချက်လဲတခါကြီးတို့ရေတခါလေးတို့ဘယ်နှချက်နံပါတ်1မူရစေဝါတွေအရက်သေးစားတွေမတုံးဆွဲနဲ့နံပါတ်2လောင်ကစားလုံးဝမလုံးနဲ့နံပါတ်3အပျော်အပားမလိုက်စားနဲ့အဲ့လိုဆိုရင်မိမိတို့ရဲ့ တကယ်ကိုဝိရိယဆောင်အပြည့်ကြိုးစားရင်အကုန်လုံးချမ်းသာပါတယ်။နားလည်လားဦးစင်ပြောလား။ဒါတီလာနဲ့ဆက်ပြီးဦးစင်ကပြောပြတာ။တီလာမှာဒီလိုကာယကံတွေစင်ကြယ်ဖို့လိုတယ်။ဟုတ်ပြီလား။ဝစီကံတွေလည်းစင်ကြယ်ဖို့လိုတယ်။ဟုတ်ပြီလား။မိမိတို့ရဲ့ဝစီကံတွေမစင်ကြယ်ဘူးဆိုရင်လေတီလာဖြူစင်တဲ့ဘဝကိုမရောက်နိုင်ဘူးပေါ့။ဟုတ်မလား။အဲဘဝအတွက်ជីវ័តတိုးတက်မဲ့စီဝါရေးအကြောင်းတွေဆွေးနွေးတယ်ဆွေးနွေးခွင့်ရှိတယ်ဟုတ်တော့လား။အရင်မရဖတ်မရမင်းသားကြောင့်မင်းသမီးကြောင့်ဟုတ်မလားနိုင်ငံရေးတွေအကြောင်းကိုပြောဒီပြောအချင်းကုန်မိမိတို့အတွက်အကျိုးရှိမလားရှိ စဉ်းစားဖို့ဦးစေတော်လားအကျိုးရှိရင်တော့ပြောအကျိုးမရှိရင်ပြောရမလားမပြောရဘူးလားအဲ့ဒီလိုမျိုးမိမိတို့စီစစ်ဖို့မကောင်းဘူးလားဒါကြောင့်ဘဝအတွက်တန်ဖိုးရှိတဲ့အချိန်တွေကိုနော်အချိန်တန်ဖိုးမရှိတဲ့အလုပ်တွေအပြောတွေဖြစ်နော်လုပ်ရင်ပြောရင်ဖြစ်ဘဝတွေရတန်ဖိုးရှိတဲ့အချိန်တွေကိုမဖြုံးပါနဲ့ဟုတ်ပြီလားဒါတိလာနဲ့ဆက်ပြီးဦးစင်ကအကြံပြုပေးတာဒါကြီးတို့မှာယူဟုတ်ပြီနော်သဘောပေါက်တယ်နော်ဦးစင်ပြောတာအဲ့ဒီအချက်လေးတွေတေချာတွေးကြည့်လိုက်ပါဘဝမှာနော်ဒါကြောင့်စကားကြီးငါတို့ပြောနေကြတယ်ဖုန်းထဲကအကြောင်းတွေပဲပြောမယ် ်မင်းသားမင်းသမီးအကြောင်းတွေပဲပြောမယ်နိုင်ငံရေးအကြောင်းတွေပဲပြောမယ်ခြေအကြောင်းထီအကြောင်းတွေပြောမယ်ဆိုရင်ဘဝတိုးတက်မလားဆုတ်ယုံမလားပေးကြပါဆုပ်လို့ပြီးအချင်းကုန်ဒီကြားလဲအယူဆမတူနိုင်ငံရေးအချင်းယူဆမတူထပြရန်ဖြစ်နေဦးမှာဟုတ်တယ်မလားလောဘဖြစ်ရဒေါသဖြစ်ရဒီလိုစကားတွေမပြောနဲ့ဟုတ်တယ်မလားပြောချင်ကိုရက်ရွာတာသနာဘလို့တိုးတက်မယ်ဆွေးနေကြဟုတ်မလားကိုရွာဘလို့တိုးတက်မယ်ဆွေးနေကြအကြံပြုကြဟုတ်တယ်မလားအဲအဲ့လိုမျိုးကောင်းမွန်တဲ့အတွေးခေါ်ကြီးကောင်းမွန်တဲ့အကြံစီတွေရအောင်မယ်ဆွေးနေတိုင်ပင်ကြရအောင်နော်ဘဝပြတ်ချောင်း ကိုရာဆုတ်ရောက်ကြောင်ဖြစ်တဲ့စကားတွေမပြောနဲ့အလုပ်တွေမလုပ်နဲ့မကောင်းလားကောင်းလားဒါဘဝမှာကြီးမားတိုးတက်ခြင်းအဲ့ဒီလိုကာယကံတွေဝစီကံတွေကိုထိမ့်သိမ်းဆောက်စီရပါတယ်ကာယကံတွေကိုထိမ့်သိမ်းမှုမရှိဘူးစိတ်ကိုလွတ်ထားမယ်ဆိုရင်ဝစီကံတွေကိုထိမ့်သိမ်းမှုမရှိဘဲနဲ့စိတ်ကိုလွတ်ပြီးပြောချင်အောင်ပြောမယ်ဆိုရင်မိမိတို့ဘဝတွေငြိမ်းချမ်းတဲ့ဘဝပိုင်ရှင်တွေဘယ်တော့မှမဖြစ်နိုင်တော့ဘူးစိတ်ကိုလွတ်ထားရင်တော့အပယ်လေးပါးကိုတော့ရောက်နိုင်လားမရောက်နိုင်ဘူးလားဆိုကြည့်စိတ်ကိုလွတ်ထားဆင်းရဲဘဝမြည် ်စိတ်ကိုထိန်စိတ်ကိုထိန်အိငိမ့်နိဗ္ဗာန်ပြီအပယ်လေးပါစိတ်ကြောက်သွားသည်နိဗ္ဗာန်ရောက်မှုစိတ်ကပြုသည်စိတ်ကိုလွတ်ထားဆင်းရဲပွားမည်စိတ်ကိုထိန်အိငိမ့်နိဗ္ဗာန်ပြီအဲ့ဒါကြောင့်တခါကြီးတို့မှာဥစဉ်တို့စိတ်ကိုအတနိုင်ဆုံးထိန်ရမယ်နော် ဒီစိတ်ကလုံနေလို့ကာယကံကလိုက်လို့တာနော်စိတ်ကမူလာကြတယ်ဟုတ်တယ်မလားဒီစိတ်ကမကောင်းတဲ့အတွေးတွေတွေးနေမကောင်းတဲ့ကာယကံတွေတွန်းလို့တာဒါကြောင့်စိတ်ကအခရာကြတယ်စိတ်ကပဋ္ဌာန်းကြစိတ်ကအဓိကကြတဲ့အတွက်မိမိတို့တွေကကိုယ်စိတ်လေးကိုဘာလို့ကြားရမလဲထိမ့်တရမယ်မကောင်းမှုတွေလှုပ်ခြင်းနဲ့အတွေးတွေပေါ်လာရင်ချက်ချင်းဖြောက်ရမယ်နော်မကောင်းတဲ့အတွေးတွေမကောင်းတဲ့အကြံတွေပေါ်လာပြီဆိုချက်ချင်းဖြောက်ဒါရီကငါတို့ကိုဘဝပြတ်အောင်အပယ်လေးပါးကိုတွောင်းအောင်တို့ရဲ့ရန်သူတွေဒီအတွေးတွေကကိုယ့်ရဲ့ဘာတွေလဲရန်သူတွေမှတ်တာနော်တကယ်ကြီးရန်သူ ပြင်ကယန္တူတွေကကိုယ့်ကိုလေအပယ်လေးပါးကြောက်အောင်မလုံနိုင်ပါဘူး။ရအောင်လုံနိုင်ပါမလား။အပြင်ကယန္တူတွေကိုယ့်ကိုမုံတဲ့လူတွေကိုယ့်ရဲ့အကျိုးစီးပွားကိုဖျက်မဲ့လုပ်တဲ့ပုံကိုယ်တွေစိုက်တော့သူတို့မုံနေပါစေအတိတ်ကယန်ညိုးတွေပါခြင်းပါပါစေသူတို့တွေကဥစဉ်တို့ကိုတကယ်အပယ်လေးပါးကြောက်အောင်လုံနိုင်ပါမလား။မလုံနိုင်။ကိုယ့်ရဲ့အတွင်းထဲမှာရှိတဲ့မိစ္ဆာပဏိဟိတဆိုတဲ့နော်မကောင်းတဲ့ပြည့်ထားတာတဲ့အဲ့ဒီစိတ်ဓာတ်တွေတာလင်ကိုဘဝကိုအပယ်လေးပုံဒီပို့ဆောင်သွားတာဟုတ်ပြီလားဒီလိုပဲကိုယ့်ရဲ့ဘဝကိုအစင်းမြအောင်လုပ်ပါလေတမာပဏိဟိတစိတ် ကိုယ့်ရဲ့နှလုံးသားမှာတီးဆောက်ထားတဲ့ကောင်းမွန်တဲ့စိတ်ထားတွေဒါလင်းကိုကိုနိဗ္ဗာန်ဆိုတဲ့အစင်မြင့်တဲ့ချမ်းသာမျက်ကြည်တီးပို့ဆောင်ပေးနိုင်တာ